music ကိုအားပေးနေတဲ့ဂီတချစ်သူတွေမင်္ဂလာပါဗျာခုတစ်ခါမှာတော့ plucking ကိုပေါ့နော်နည်းနည်း melody လေးလေးလာမယ်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့လက်ကွက်လေးမှများတယ်တခြင်းတစ်ပုတ်ကိုကျွန်တော်တို့လေ့လာကြည့်အောင်သူကတော့ d position ဖြစ်ပါတယ်ဆိုတော့သူက key ကတော့သူ့ဆိုတဲ့လူက e ရနေဆိုထားတာဖြစ်တဲ့အတွက်ကပို2မှာညက်လိုက်ပါမယ်ပြီးတော့ d ဆိုတော့တီးတဲ့ခါမှာ तू ကနည်းနည်းအလုံးနေစိတ်တော်တော်လေးကိုစိတ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လေ့ကျင့်တဲ့ခါမှာတော့ကြိုးရွေးတဲ့နေရာမှာ အလေးအကျင့်အလေးထားတခုမရှိဘူးဆိုတော့နည်းနည်းခက်ကောင်းခက်နိုင်ပါတယ်ဒါပေမဲ့လက်ကွက်လေးကတော့ရိုးရိုးရှင်းရှင်းလေးဖြစ်တဲ့အတွက် intro ရယ် verse တီပေါ့နော်အဲအခုတင်မဲ့ဒီ plugin နဲ့ပဲ तू ဟာဆိုလို့ရတာဖြစ်ပါတယ် ငွေချင်းတွေနဲ့ဝိုင်းဖွဲ့ပြီးတော့ဆိုမယ်ဆိုရင်နားထောင်လို့ကောင်းတဲ့ခြင်းဖြစ်ပါတယ်ဆိုတော့အာကိုယ့်ရဲ့တငွေချင်းတွေထဲမှာဂီတာလေ့လာတဲ့လူတွေရှိတယ်ဆိုရင်လည်းအခုဗီဒီယိုလေးကို share ပေးကြပါဗျာကျေးဇူးတင်ပါတယ် D position ဖြစ်တဲ့ cup ကို2ညက်လိုက်တယ်ဆိုရင်တော့ E key ဖြစ်ပါတယ် cup ကဘာကြောင့်မလို့ညက်တာလဲဆိုရင်အာကျွန်တော်တို့လိုအပ်တဲ့ position တွေကအာ တချို့မှာပေါ့နော်ခီးတွေပါတွေကိုလိုချင်တဲ့နေရာမှာအဆင်မပြေဘူးဆိုရင်ကိုတည်နေကြ position ကိုရွှေ့ပြီးတော့ကပ်ပိုညက်တာပါအဲတစ်ချိန်လုံးကပ်ပိုညက်တာတော့မဟုတ်ပါဘူးခုဒီတစ်ချိန်အတွက်ကပ်ပိုသုံးတဲ့နေရာကိုပြောတာပါလိုအပ်တဲ့ position အတွက်လိုအပ်လို့ကပ်ပိုညက်တာဖြစ်ပါတယ် e key ပါ d position မှာเนาะဒီနေမဲ့လက်ကလေးကိုလွတ်ထားပါမယ် d2 လို့ပေါ့ပါเนาะ ဲ့ဒါကိုဒီဘက်ကကျိုးอ่ะဘာလို့ဘာတီးမလဲဆိုရင်4 3 4တီးပါမယ်ပြီးတော့နှစ်3 4တက်เนาะပထမမှာ4 3 4ဒုတိယမှာနှစ်3 4တက်ပြီးတော့3 4နှစ်3 4နှစ်เนาะ3 4နှစ် ဖြည်းဖြည်းလေးနောက်တစ်ခေါက်ပြန်ပြီးမယ်3 4334ပြီးတော့341ပြီးတော့နောက်ဆုံးမှာ343နဲ့ဆုံးပါမယ်ဒါလေးကကျွန်တော်တို့တောက်လျှောက်ပြီးမယ်ကျိုးအများဆုံးပြီးမယ်အခြေအနေဖြစ်ပါတယ်တချို့ G တို့အာ A တို့ဘာလို့ ပြောလဲချစ်ပြောင်းတဲ့ချိန်မှာအပေါ်ကျိုးလေးတွေပြောင်းလိုက်ရုံပါပဲဒီပထမတစ်ပါးရပြီဆိုကျန်တာရဖို့ကလည်းမခက်တော့ပါဘူးနောက်တစ်ခေါက်ပြန်လှုပ်ကြည့်မယ်၄3ပြီးတော့၄3 4ဒီဖက်ကတီးရမယ့်ကျိုးကိုပြောနေတာဖြစ်ပါတယ်ပြီးတော့3 4 1ပြီးတော့3 4 3 ဒီဘက်ကဘာနှိပ်ထားရမလဲဆိုဒီနှိပ်ပြီးတော့လက်ကလေးကိုလွတ်ထားယူပါမယ်။ရန်ကိုလွယ်လွယ်ကူတဲ့ plugin လေးဖြစ်ပါတယ်။အာဒါအဆင်ပြေသွားပြီ။ကြံနာကလည်းထုံနည်း၎င်းပါပဲ။ထိတ်ပထမတစ်ကျိုးပထမကျိုးလေးပဲပြောင်းသွားတာပါ။ဒီပိုင်း F sharp အဲ့ဒါကြတော့နှိရ၃ရကိုဒီဒုတိယကွက်မှာကျွန်တော်ကတော့ကျွန်တော်လက်က လက်တန်းနဲ့လက်တကြွယ်အဆင်ပြေတဲ့အတွက်ကျွန်တော်အဲ့လိုနေမယ်။ညရဲ့၃ရဲ့ကိုဒုတိယကွက်မှာပြီးတော့ဒီလက်ခလဲလေးက၆ကျိုးဒုတိယကွက်မှာပဲ။အဲ့အဲ့အတန်လေးဖြစ်မယ်။သူကလည်းအဲ့အတိုင်းပါပဲ။၆ဟော၃လေးပေါ့တော့။အဲ့လိုဖြစ်မယ်။၆၃၄ခုနအတိုင်းပါပဲ6ကျိုးတစ်ခုပဲပြောင်းသွားတာပါเนาะဖြစ်နိုင်လို့ရှိရင် ဘောပဲနဲ့မှတ်ထားတယ်ဆိုရင်တော့ကျွန်တော်တို့သိရတာစင်ပြေသွားပါပြီ D ကိုပြန်ပြောမယ်4434အလာမှာ4အပြန်မှာ3လေး ని 34တစ်ချက်မှာ4လုံးပါပြီးတော့342ပြီးတော့343အဲ့တော့အဲ့တော့မှ6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ထိတ်က၄နဲ့စတဲ့နေရာကို၆၄စလိုက်တာဖြစ်ပါတယ်ဒါလေးပါပဲเนาะအဲဒီဘိုင် F shape နေတဲ့ပုံစံက6ကျိုးကိုလက်ကလေးနဲ့ဒုတိယကွက်မှာဖြည့်မယ်ပြီးတော့အဲ3နဲ့နှစ်ကိုဖြည့်လိုက်ပါပြီးတော့ G သွားမယ် G ကိုလည်းဒီ6ကျိုးကို3ကွက်ကိုကပိုညက်ထားတဲ့အတွက်ကျွန်တော်3ကွက်လို့ပြောနေတာပါเนาะတကယ်တကယ်ဒါကတော့5ကွက်ပါဒါပေမဲ့ဒီကပိုကိုကျွန်တော်တို့ ြည်ပြီးတော့ဒါ၃ကွဲပြီးတော့လက်ညိုက၃ကျိုးကိုဒီနှစ်ကွက်မှာဖြည့်မယ်ပြတော့ဒီ6ကျိုးရဲ့နှစ်မှာကျွန်တော်တို့ဒီလက်တကြွယ်နဲ့ဖြီးလိုက်မယ်။ဒါကလည်းဒီ G မှာပေါ့เนาะခုန D by F sharp နဲ့အတူတူပါပဲเนาะ။ပြီးတော့ D D နဲ့ A ဘာဝက်တီးမယ်။ အဲ့နေရာမှာတော့နည်းနည်းလေးပြောင်းပါတယ်၄နှစ်တော့တင်းနှစ်တော့ဒါလေးနှစ်တော့တင်းနှစ်တော့အဲ့မှာဘာဝက်မှာ 2e and r လောက်မှာ a ကိုရောက်သွားပါဘွာ a ကိုတီးပြီးတော့ငါးကျိုးကိုတီးပြီးတော့၃လေးအဲ့စမယ် d နဲ့ a ကိုစမယ် d နဲ့မယ်လေးနှစ်တော့ 1235ပြီးတော့ A ကို43 34เนาะဒီ A ရဲ့၅ကျိုးကတော့ခုန D ကလေးကနေကျွန်တော်တို့ 4ENR လောက်ကလေးကနေကြိုပြီးမှတီးပြီးတာဖြစ်ပါတယ်เนาะ A ကလေးကနေရောက်ရောက်နေပါပြီပြီးတော့ကျွန်တော်တို့ဒီ၅ကျိုးရဲ့ sustain ကိုမပြတ်ဘဲနဲ့ပေါ့เนาะဒီနေရာမှာ3 4 ီးတော့ပေါက်လိုက်မယ်ထီတော့ထီ sorry ကြော်ဒီနာမအဲအဲ့ဒါလေးကတော့ကျွန်တော်တို့လက်ပေါက်တဲ့ scale ကိုနည်းနည်းကျွမ်းဖို့လိုပါတယ်เนาะထီတော့ထီ sorry so အဲဒါလေးပါပဲเนาะ D D5 sharp G D A ဒါနဲ့အချင်း intro ရဲ့ verse ရဲ့ကိုတီးနေတာဖြစ်ပါတယ်ဖြည်းဖြည်းလေးနဲ့မမှန်လေးတီးလိုက်မယ်ဒီနေရာမှာ D ၄ချိုးရဲ့နှစ်သ တုံးပါတော့ပြီးတော့တင်းနဲ့တုံးကမိငါကျိုးဆက်စတင်းမပြတ်ခိုင်းမဲ့ねလေးတုံး A position အိုင်လိုက်တာပြီးတော့ပေါက်မယ် T dot T နှစ်ကျိုးနော် ham နဲ့ပူလောက်လိုက်တာပြီးတော့တုံးလေးပဲပြော်လက်တန်းလေးရဒီနေရာမှာငါးကွက်မှာစောပေါ့နော်မဆွေရင်ဒီချင်းလေးက မယ်လိုဒီလေးနဲ့သူ့အဆိုလေးနဲ့ရက်တန်တီးတဲ့လူတယောက်နဲ့ဆိုရင်တော့ကိုကအရန်ကိုနားထောင်လို့ကောင်းပြီပေါ့နော်ဝိုင်းဖွဲ့ပြီးမှဆိုလို့ကောင်းတဲ့တစ်ချိန်မှာ chorus စနေရာရောက်ရင်တော့ရက်တန်လေးတီးလိုက်ပါနော် ွှင်းရှင်းလေးနဲ့လွယ်လွယ်ကူကူလေးနဲ့အဲနားထောင်လို့ကောင်းတဲ့ melody လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ page ကိုအားပေးအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ် bass guitar တွေ lead guitar တွေနောက်တစ်ခေါက်ကြရင်ကျွန်တော် rhythm ကိုပေါ့နော်နာမည်နဲ့ theory တွေနဲ့ပတ်သက်ပြီးတော့ rhythm နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တင်ပေးမှာဖြစ်ပါတယ် page ကိုအားပေးကြပါ like and share နဲ့ကူညီပေးကြပါ youtube ကိုပါ အားပေးကြပါဦးဗျ subscribe လေးနဲ့အားပေးကြပါ music guide ကိုအစဉ်တစဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ thank you ပါ